Hello အားလုံးဝင်မိကြလားပါ United ရှူကနေကြိုဆိုပါရစေ Manchester United နဲ့ပတ်သက်တဲ့သတင်းတစ်ခုဒီအန်ဘူမွန်နဲ့ပတ်သက်တဲ့သတင်းကိုကို Jacobs Ban ကနေပြီးတော့ report လုပ်ထားတာကျွန်တော်ရှိရေပေါ့နော်တောင်ပန်ကစားမဖြစ်တဲ့တိုက်စစ်ကစားမဖြစ်တဲ့ Brian Ambumu ဟာ Manchester United ကိုသာပြောင်းရွှေ့ခြင်းနဲ့ဆိုပြီးတော့စပါအပါဝင်တခြားသူကိုစိတ်ဝင်စားနေတဲ့ကလပ်အသင်းနေထံလုံးဝအသိပေးထားပြီးဖြစ်တယ်ဆိုပြီးတော့သူပြောလာတယ်ဒါကတော့ကျွန်တော်အနေနဲ့ပေါ့နော်အန်ဘူမွန်နဲ့ပတ်သက်လို့ရှိရင်တောက်လျှောက် ဒီဘယ်လိုပြောမလဲထက်ပြီးတော့ဒါတက်လာတဲ့ဗောနော်တတိနေနဲ့ဆက်ဆက်တာတွေကိုသူက report လုပ်ထားတာသူတပင်သူထက်ပြီးတော့ပြောထားတာဆိုလို့ရှိရင်သူသူ Jacobs Ban ကထက်ပြီးတော့ပြောထားတာဆိုလို့ရှိရင် Thomas Frank ကစပါးနီးပြဖြစ်လာအပြီးမှဒီဘယ်လိုပြောမလို့အမ်ပူမုံနဲ့ပတ်သက်တဲ့တတင်းတက်လာတာကဒါနည်းနည်းပူပြီးတော့တိုက်ဆိုင်မှုလို့ပြောရမယ်ဗောနော်ဆိုတော့ဒါပေမဲ့လည်းတကယ်တကယ်ကန့်လန့်မှုတွေတကယ်တကယ်ဆက်သွယ်မှုတွေဆိုတာတဲ့ ဘလို့ပြောမလဲဒီတိုင်းပုံမှန်တိုင်းပဲဆက်ဆက်မှုရှိလို့ထွက်လာတဲ့သတင်းတစ်ခုလောက်ပဲဖြစ်တယ်ဗောနော်ဟိုစပါးရဲ့ဘက်ကလည်းတကယ်စိတ်ဝင်စားတဲ့နေရာမှာပါတယ်အဲပြီးလို့ရှိရင်ကျွန်တော်တို့ဒါပြီးခဲ့တဲ့နေ့တွေကစကားပြောမှုတချို့လည်းရှိခဲ့တယ်ဗောတိုးတိုးလည်းပဲကစားသမားဖြစ်သူရဲ့ဘက်ကတော့စပါးအပါဝင်ကိုပဲတခြားကလပ်အသင်းတွေသူ့ကိုစိတ်ဝင်စားနေတယ်ဆိုတဲ့အသင်းတွေကိုသူဟာ United United ကိုပို့ပြီးတော့ပြောင်းရွှေ့ခြင်းကြောင့်သူပြောထားတယ်ဗောနော် ဆိုတော့ဒါကကောင်းတဲ့အရာပါဒါကျကျွန်တော်တို့ဗာနဲ့တူလဲဆိုတော့ Victor Gyokeres ရဲ့အခြေအနေနဲ့တူတယ် Victor Gyokeres က United ကိုညင်းသလားဆိုတော့လည်းမညင်းဘူးပြည်တနာကသူ့အနေနဲ့ United ကိုတော့ဦးစားပေးမပြောင်းချင်ဘူးသူဦးစားပေးပြောင်းချင်တာဒီ Arsenal အခုလက်ရှိကျွန်တော်တို့အနေနဲ့လက်ရှိအန်ဘူမွန်နဲ့ပတ်သက်လို့လည်းအဲ့လိုပဲစပါးကိုလည်းပေါ့နော်ကျွန်တော်တို့အနေနဲ့ဒါမညင်းဘူးမှန်တယ်ပြောဟာငါကမင်းတို့တင်ကိုပြောင်းချင်ဘူးဆိုတဲ့ပုံစံမျိုးမဟုတ်ဘူးတခြားအသင်းတွေကိုလည်းအဲ့လိုမဟုတ်ဘူးဒါပေမဲ့သူရဲ့ဦးစားပေးသည့် United ကိုဦးစားပေးပြောင်းရွှေ့ခြင်းနဲ့ဆိုတဲ့သဘောကျွန်တော်တို့ဒီဘာနဲ့တွားတူလဲဆိုတော့ကိုရီးနဲ့ဖြစ်ခဲ့တဲ့ဒီ လို့ပြောမလဲ Liam Delap နဲ့တွားတူတယ် Delap က Manchester United နဲ့ဆွေးနွေးတယ် Everton နဲ့ဆွေးနွေးတယ်တခြား club Newcastle နဲ့လာမသိဘူးဆွေးနွေးတယ်ဒါပေမဲ့လည်းလို့ပေါ့နော်သူတို့သူ့အနေနဲ့အဓိကဦးစားပေးပြောင်းချင်တာဒီ Chelsea သာဖြစ်တယ်ဆိုပြီးတော့သူအတိပေးသွားတယ်အဲဒီလိုပဲပေါ့နော်ဘာလို့လဲဆိုတော့ Chelsea ဒီသူ့ရဲ့အနာဂတ်နဲ့ပူတင့်တော်တဲ့အသင်းလို့ထင်လို့ပဲဆိုတော့အန်ဘူမိုလည်းဒီလိုထင်လို့ပါမှာပဲ Victor Gyokeres လည်းဒီလိုထင်လို့ပါမှာပဲဆိုတော့ကျန်တော့တာကအသင်းဘက်ကပဲကျန်တော့တာကျွန်တော်တို့ brand phone နဲ့ရအောင်ကျွန်တော်တို့ဘောနော်စာချုပ်တရံဆွေးနွေးပြီးတာနဲ့အပြောင်းအရွှေ့ကပြီးပြီ အဲ့ဒါပြီးတာနဲ့ကိုကစားမတွေရောင်းဖို့ကျွန်တော်လိုရတော့မရောင်းနိုင်တပြီတိုက်စစ်မှုခေါ်ဖို့မရှိဘူးဆိုတော့အသင်းအနေနဲ့ပေါ့နော်လက်ရှိမှာကျွန်တော်တို့ဒီအမ်ဘူမိုကိုခေါ်ဖို့ဟာအင်မတန်ရေးကြီးပါတယ်အင်မတန်ရေးကြီးပါတယ်နော်ကျွန်တော်တို့ဘလို့ပဲပေါ့နော်သူ့နေရာမှာအစားထိုးစရာကစားမတွေရှိတယ်ပဲပြောပြောကျွန်တော်တို့ကလည်းရှိထဲထဲဝင်ဝင်ကိုကျူးပန်းနေတာတခုတော့ရှိတာပေါ့လေဟိုဘလို့ပြောမလို့အာဒီကစားမကတော့ဟေးငါတို့တတ်မှတ်ထားတဲ့ဖြစ်တဲ့ပမာဏထက်ကိုပို့ပြီးတော့သူ့အသင်းကဈေးတောင်းနေတယ် ဒီတွက်ငါတို့တော့လက်လျှော့လိုက်တော့မယ်ဆိုရင်ပြဿနာမရှိဘူးကျွန်တော်ဟိုတနေ့ကသတင်းတင်ပေးခဲ့လို့ပဲ AZ တို့เนาะပြီးလို့ရှိရင်စီမီညိုတို့လိုမျိုး second choice เนาะ third choice တွေရှိတယ် plan A B plan C ရှိတယ်ဆိုရင်ဒါအတင်းနေနဲ့ပြဿနာမရှိဘူးဗောနော်အမ်ဘူမိုကိုလက်လျှော့လိုက်တာကအဲ့လိုမဟုတ်ဘူးဆိုလို့ရှိရင်တော့ရအောင်ကြိုးပမ်းတင်တယ်ကျွန်တော်လိုချင်တာတကူကငါတို့လိုချင်တဲ့ဈေးနှုန်းထက်ပိုတောင်းနေလို့ငါတို့မခေါ်တော့ဘူးဆိုရင်လည်းပဲအဲ့လိုမျိုးလေကျွန်တော်လိုချင်တယ်အခုကကကိုအတင်းကအပြောင်းအရွှေ့လုပ်ခဲ့တဲ့မြတ်မှာဘလို့ဖြစ်နေတယ်လဲဆိုတော့ အသင်းနေတခြားအသင်းနေရဲ့ဘက်ကလူချင်းမာတယ်ဆိုတော့ဈေးတွေကြီးပဲချက်ချင်းပေးပြီးပြီးခေါ်တာဘာဖြစ်လဲဆိုတော့အဲ့ဒီကစားမားတွေအသုံးမကျတော့ရင်ကိုရီးကကြီးခံရတာပြန်ရောင်းရင်လည်းမထွက်ပြန်ဘူးဆိုအဲ့လိုမျိုးဆိုတော့အသင်းအနေနဲ့ပေါ့နော်ဘယ်လိုပြောမလဲငါအဲ့လိုမျိုးကြိုးပမ်းနေတယ်ဗျာကိုအသင်းကတော့ငါတို့ကတော့ဒီကစားမားတယောက်ကိုဒီပုံစံတိုင်းဒီဈေးလေးနဲ့ပေါ့နော်အံဝင်ခွင့်အဆင်ပြေတယ်လို့သူတို့သတ်မှတ်ထားပြီးသားအဲ့လိုမဟုတ်ဘူးပေါ့နော်သူကပိုတောင်းနေတယ်ဆိုရင်လှည့်ထွက်သွားလိုက် နောက်ထပ်ပြမဲ့ကိုကျွန်တော်ကြိုးပမ်းကျွန်တော်မနေ့က live မှာပြောသလိုပဲ Manchester City တို့အလုပ်လုပ်တာတော်တယ်ဆိုတော့အဲ့ဒါပြောတာเนาะကျွန်တော်ဟိုဘာလဲဒီ Florian Vies ကိုသူတို့ခေါ်ဖို့အရင်ဆုံးကြိုးပမ်းတာသူတို့ပဲပြဿနာကကစားမားနဲ့9နှစ်စာချုပ်ချုပ်မယ်ဆိုလို့ရှင်ပြောင်းရွှေ့ခြင်းနဲ့အဲ့ဒီကစားမားအတွက်ကုန်ကြမဲ့9နှစ်စာချုပ်အပါတန်း300လောက်ထိကုန်မယ်ဆိုတော့ Manchester City ကတော်တော်ကိုဈေးကြီးတယ်လို့ယူဆထားပြီးတော့ Florian Vies ကိုခေါ်ဖို့မကြိုးပမ်းတော့ဘူးဆိုတော့ဘယ်သူတွေကိုခေါ်လိုက်လဲဆိုတော့ Chaki တို့เนาะပြီးလို့ရှိရင် Rainer တို့ အိန်နူရီတို့ဒီလိုကစားမားတွေကိုခေါ်ပလိုက်တယ်။ပေါင်တန်းတရာရှစ်တန်းပဲကုန်နေဗျပြောင်းရွှေ့ကြီးတည်တန်းဆိုရင်တကိုတင်းကအမှန်တမ်းပြောလို့ရှိရင်အဲ့လိုလောက်ရမှာပြည်ထနာကကိုဒီမှာရွေးချယ်စရာအများကြီးမရှိတာတော့မှန်နေပေါ့ဗျာဥရောပဝင်ခွင့်တွေပါလည်းမရတော့ကိုဒီတင်းကိုပြောင်းကျင်နေဆိုတဲ့ကစားမားတွေကတော့အများကြီးမရှိဘူးပေါ့အခုအန်ပူမိုတို့ပါလို့ပြောင်းကျင်နေဆိုတော့တော်တော်ကိုအန်အောရတယ်ပေါ့နော်ဒါပေမဲ့လည်းလို့အသင်းအနေနဲ့ကိုတင်းတတ်မှတ်ထားတဲ့ကန့်တတ်ထားတဲ့ပေါ့နော်လိုင်းတစ်ခုစီးတစ်ခုတည်းကြော်နေမယ်ဆိုရင် တခြားပြိမှတ်တွေကိုပဲကျူးပန်းသင့်တယ်လို့ထင်တယ်။ဒါပေမဲ့လို့ AMPUM ကတော့ United မှ United ဖြစ်နေတဲ့အတွက်အနည်းဆုံးတော့ကျွန်တော်အနေနဲ့ကစားမကိုရအောင်တော့ကျူးပန်းသင့်တယ်။ပြောင်းရွှေ့ကလည်းဒီလောက်ရက်တွေကြာလာပြီဖြစ်တဲ့အတွက်ဒုတိယအကြိမ်မြောက်ကန့်လန့်မှုကကျွန်တော်တို့ပေါ့နော်လုံးဝအဆင်ပြေသင့်တယ်။ဒုတိယအကြိမ်ကန့်လန့်မယ်ဆိုရင်တော့အဲ့ဟာကတေချာပြီးပြီးသွားပြီ။ဘာလို့လဲဆိုတော့ကြားထဲမှာဆွေးနွေးမှုတွေအများကြီးနှုတ်အားဖြင့်အရင်ဆွေးနွေးနေကြတယ်။ Okay ငါတို့ကတော့တန်း60နဲ့ပြီးတယ်။ဟိုကောင်လည်း Okay ဆိုလို့ချင်းအဲ့ဒါပြီးရင်ကျွန်တော်တို့ကတန်း60နဲ့ကန့်လန့်လိုက်တော့မှအဲ့ကန့်လန့်မှုပြီးတာနဲ့ပြောင်းရွှေ့ကပြီးပြီ။ ဆိုတော့အခုအားက United ကအဲ့ဒီအချင်းကြီးကိုပဲကျွန်တော်တို့ဘောနော်အဓိက installment နဲ့ပြီးဖို့ဆွေးနွေးနေတာဖြစ်မှာပါအားကဘယ်သူမှန်းတော့ဘောနော်ပြုံးမြန်းဆိုပြီးတော့ဗျာအပြောင်းအရွှေ့ကိုပုံပေးလေးမျိုးကျွန်တော်မရှိဘူး imminent ရှားတယ်အခုရှိတာက9နှစ်စာချုပ်ချုပ်မယ်ဆိုရင် okay 3နှစ်တွင်အကြည့်ပေးတန်း60ထားပါတော့ပထမနှစ်ကိုတန်း40ပေးနောက်ထပ်တန်း20ကိုမင်းတို့တစ်နှစ်ကို10တန်း10တန်းနဲ့ပေးရတယ်ပြဿနာမရှိဘူးဆိုတဲ့ပုံမျိုးတချို့အသင်းတွေကျွန်တော်လည်းပြည်တယ်မလားဒီပထမဆုံးပေးရမယ့်ငွေကြီးကိုအများကြီးလိုချင်ကြတာ ကိုယ်ဒီပေးရမယ့်ဘက်ကကြတော့လေပထမဆုံးပေးရမယ့်ငွေကြေးကိုနည်းနည်းပဲပေးကျင်ကြတာဒါမျိုးဖြစ်နေကြတာဆိုတော့ဒါတွေကိုပဲဆွေးနွေးနေတဲ့သဘောမျိုးပါဒါကြောင့်ပေါ့နော်လိုအပ်တာတဲ့ဖြစ်တင်တာတဲ့ပူတဲ့ပမာဏတွေတောင်းဆိုလာမယ်ဆိုရင်ကျွန်တော်တို့အံပုံရဲ့အပြောင်းအလဲတွေနောက်ဆုံးသွားဖို့ရှိတယ်တိုးတော်လည်းပဲကောင်းတာတစ်ခုကကစားမားဟာတခြားအသင်းတွေထွက်ပို့ပြီးတော့ယူနိုက်တက်ကိုပူပြောင်းကျင်နေတယ်ဆိုတော့ဒီအပြောင်းအလဲကဖြစ်အောင်ကြိုးပမ်းတင်နေတယ်မှာပါတယ်ညီကလို့ရောဘလူမင်းညလည်းရအောင်ခေါ်ဖို့အသင်းကြိုးပမ်းနိုင်လိမ့်မယ်လို့ထင်ကြလားဆွေးနွေးကြပါအောင်အားလုံးကိုကျေးဇူးများကြီးတင်ပါတယ်